မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဦးဆုံးမြမအရေးဖြည့်ရှင်ရာတွင်စေကောက်စီရွေးကောက်ပွဲကအာဆီယံ၏ဦးစားပေးမဟုတ်ပဲရွေးကောက်ပွဲကြောင့်ပြည်ပခအခြေအနေပိုဆိုးလာလိမ့်မည်ဟုမလေးရှားနိုင်ငံသား၏ဝန်ကြီးသတိပေးတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ် ဆရာနာသိမ်းထားတဲ့မြန်မာနိုင်ငံတွင်နှစ်ဖက်ဖြစ်ပွားနေသောနိုင်ငံရေးပြဿနာနှင့်ပြည်ပခန့်ကိုဖြေရှင်းရာတွင်စစ်ကောင်စီရွေးကောက်ပွဲမှာအာဆီယံ၏ဦးစားပေးမဟုတ်ဘဲရွေးကောက်ပွဲကြောင့်ပြည်ပခန့်အခြေအနေပိုဆိုးလာနိုင်ကြောင်းမလေးရှားနိုင်ငံသား၏ဝန်ကြီးဒုက္ကဆရီမိုဟာမက်ဟန်ဆန်ကမနေ့ကသတင်းစာရှင်းလင်းပွဲမှာထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ စစ်ကောင်စီကကျင်းပရင်စီစဉ်နေသည့်ရွေးကောက်ပွဲသည် ASEAN ၏ဦးစားပေးအရေးကိစ္စမဟုတ်သောရွေးကောက်ပွဲသည်နိုင်ငံတကာတွင်အမှန်တရားကိုဖုံးကွယ်ရန်လုပ်နေသည့်အပြင်းစင်တစ်ခုဖြစ်လျင်လုံးဝအထိပယ်မရှိကြောင်းရွေးကောက်ပွဲကြောင့်ပြည်ပခအခြေအနေပိုဆိုးလာနိုင်ကြောင်းမြမအရေးဖြည့်ရှင်းရန်မှာ ASEAN ဘုံသဘောတူညီချက်၅ချက်ကိုအပြည့်အဝအကောင့်ထည့်ဖော်ရန်သာဖြစ်ကြောင်း၎င်းကပြောဆိုပါသည် ရေကောက်ပွဲဟာအာဆီယံအတွက်ဦးစားပေးအရေးမဟုတ်ပါဘူး။ဒါကတကယ်ပဲနိုင်ငံတကာရဲ့မျက်စိရှိမှဖုံးကွယ်ဖို့အတွက်အပြင်းစင်လောက်တာတစ်ခုပဲဖြစ်ရင်တော့အထိပယ်မရှိပါဘူး။ရေကောက်ပွဲကအခြေအနေတွေကိုပိုဆိုးလာနိုင်စေပါတယ်။စစ်ကောင်စီအနေနဲ့အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုလိုက်နာဖို့တောင်းဆိုပါတယ်ဟုမလေးရှားနိုင်ငံသားဝန်ကြီးကပြောဆိုပါတယ်။အာဆီယံအနေဖြင့်စစ်ကောင်စီထံသို့ရှင်းလင်းပြတ်သားတိကျသောသတင်းစကားပေးပို့ထားပြီးအာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထည့်ဖို့ပြီးမှသာလျှင်ရေကောက် ောက်ပွဲနဲ့ပတ်သက်၍ဆွေးနွေးမှုများလှုပ်ဆောင်ရမည်ကိုပြောဆိုထားပြီးဖြစ်ကြောင်းအားလုံးပါဝင်သောညီနိုင်မှုလုပ်ငန်းစဉ်အောင်မြင်ပြီးမှသာမြန်မာနိုင်ငံသည်စစ်မှန်သောဒီမိုကရေစီအစိုးရတည်းဖွဲ့စည်းနိုင်မည်ဖြစ်ကြောင်း၎င်းကဆိုပါသည် မြန်မာအရေးဖြစ်ရှင်ရေးအတွက်မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးတန်တမန်တဦးကို၃နှစ်တက်တန်းအတွက်အမြဲတမ်းခန့်အပ်ရအဆိုပြုချက်နဲ့ပတ်သက်ဆက်လင်း၍အာဆီယံအဖွဲ့အတွင်းသဘောတူညီမှုရရှိထားကြောင်းသိရှိရပါတယ်။မြန်မာအရေးပြဿနာသည်မြန်မာနိုင်ငံတစ်ခုတည်း၏အရေးပြဿနာမဟုတ်ဘဲပြည်တွင်းရေးပြဿနာမဟုတ်တော့ဘဲဒေတာရင်းပြဿနာဖြစ်လာနေကြောင်းအထူးသဖြင့်မြန်မာနိုင်ငံမှနေဆက်ပြတ်ကျော်ရာဇဝတ်မှုများငွေကြေးခဝါချမှုများ ကြားဖြတ်လိမ်လည်မှုများကြောင့်ဒေတာရင်းပြဿနာဖြစ်လာကြောင်းမလေးရှားတနိုင်ငံတဲကမြန်မာနိုင်ငံမှရိုဟင်ဂျာဒုက္ခသည်နှစ်သိန်းကျော်ကိုလက်ခံထားရကြောင်း၎င်းကပြောဆိုကြောင်းသိရပါသည်ဆလတ်တင်ဆက်ပေးမယ့်တင်ကတော့မန္တလေးမြို့မှာစစ်ကောင်စီတပ်သားအချင်းချင်းပြစ်ခတ်မှုဖြစ်ပြီးတက်ကြွကြီးတအူတိတ်ဆုံတဲ့တင်ကိုတင်ဆက်ပေးပါမယ်။ မန္တလေးမြို့အင်းဝဘန်မှာလုံခြုံရေးတာဝန်ကျနေတဲ့စစ်ကောင်စီတပ်သားအချင်းချင်းပြစ်ခတ်မှုဖြစ်ပြီးတပ်ချက်ကြီးကိုတနက်ပြစ်တတ်တဲ့တပ်သားတအူထွက်ပြေးလွတ်မြောက်နေလို့စစ်ကောင်စီတပ်ကလိုက်လံရှာဖွေနေတယ်လို့သိရပါဗျ။ မနေ့ကမေလ25ရက်နေ့လယ်12နာရီအချိန်မှာမန္တလေးမြို့အောင်မြေသာဆန်မြို့နယ်ဈေးကြိုနိုင်စဲအနီးကအေဝဘန်မှာလုံခြုံရေးတာဝန်ကြားတဲ့စစ်ကောင်စီတပ်သားအချင်းချင်းမကြေမနက်ဖြစ်ပြီးပြစ်ခတ်မှုဖြစ်တာလို့သိရပါတယ်။အချောင်းဆင်တက်ချက်ကြီးကိုမကြေနက်ဖြစ်ပြီးတပ်သားကပြစ်တာလို့သိရတယ်။တက်ချက်ကြီးကတော့သေးတယ်။မနေ့ကတဲလာကလေးကအသက်မပါဘူးလို့ပြောတယ်။အချောင်းဆင်တယောက်လည်းဒဏ်ရာရတယ်လို့စစ်ကောင်စီတပ်နဲ့နှိစက်သူကပြောပါတယ်။ပြစ်ခတ်ပြီးထွက်ပြေးသွားတဲ့တပ်သားကိုစစ်တပ်ကလိုက်လံရှာဖွေနေတယ်လို့ ်တွင်အလေးပိုင်းတိုင်းစစ်ဌာနချုပ်လပခကိုလည်းညနေပိုင်းဆိုအဝင်ထွက် တင်းကျပ်တာတွေလှုပ်လာတယ်လို့အဲ့ဒီထဲမှာနေထိုင်သူတို့ကပြောပါတယ်အချင်းချင်းများဖြစ်ရင်လက်ကိုတန်းနေတာပဲအခုဘာမှမဆိုင်တဲ့ကိုရီကိုပါစီကံလိုက်ချက်နေပြီလို့စစ်ကောင်စီအရာရှိတို့ကပြောပါတယ်မနေ့ကပြစ်ခတ်မှုအပြီးမှာတော့မန္တလေးဈေးကြိုကစိုင်းတချို့လည်းကြောက်လန့်ကပိတ်သွားကြတယ်လို့သိရှိရပါတယ် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မိုင်းလာမှာလက်နက်ကင်အဖွဲ့တွေကိုလက်ခံထားတာမရှိဘူးလို့စစ်ကောင်းဆောင်ကို NDAA အတိပေးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်အရှေ့ပိုင်းမိုင်းလာဒေသမှာလက်နက်ကင်အဖွဲ့စည်းတွေနဲ့နိုင်ငံရေးအဖွဲ့စည်းတွေကိုလက်တင်ခံထားတာမရှိဘူးလို့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA ရဲ့ဒုတိယဥက္ကဋ္ဌဦးဆန်ပေကအာနာသိန်းစစ်ကောင်းဆောင်နဲ့မေလ25ရက်မှာတွေ့ဆုံစဉ်အတိပေးပြောဆိုလိုက်ပါတယ်။ ရှမ်းပြည်နယ်ကျိုင်းတုံမြို့အခြေစားထရိကန်တိုင်းစစ်ဌာနချုပ်မှစစ်ကောင်စီခေါင်းဆောင်နဲ့မိုင်းလာအဖွဲ့လို့လူတီများတဲ့ NDA တို့တွေ့ဆုံရမှာအခုလိုပြောဆိုအသိပေးတာလို့စစ်ကောင်စီထိန်းချုပ်ထားတဲ့နိုင်ငံပိုင်သတင်းစာကဖော်ပြပါရယ်မိုင်းလာအဖွဲ့ဒုဥက္ကဋ္ဌဦးစံပေက NDA ဟာဒုတာဝန်အရေး၃ပါးကိုအဓိကထားဆောင်ရွက်နေတယ်ဆိုတာကိုစစ်ကောင်ဆောင်ထံအသိပေးခဲ့ပါရယ် အာနာသိန်းစစ်ကောင်းဆောင်ကလည်းလက်ရှိမှာပါတီစုံဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုစနစ်ကိုရှောက်လန်းနေပြီဆိုပြီး NDA အဖွဲ့နဲ့တွေ့ဆုံပွဲမှာပြောခဲ့တယ်လို့သိရပါဗျ။မနေ့ကတွေ့ဆုံပွဲနဲ့ပတ်သက်ပြီး NDA ဘက်ကသတင်းထုတ်ပြန်တာမျိုးမတွေ့ရသေးပါဘူး။မိုင်းလာဖွဲ့ NDA ဟာ1989ခုနှစ်မှာဗမာပြည်ကွန်မြူနတီပါတီဘကပကခွဲထွက်တည်ထောင်ခဲ့တဲ့တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပါတယ်။အဖွဲ့ကောင်းဆောင်ကတော့ဘကပအမတ်815စစ်ဒေသမှုဦးဆိုင် လင်းဖြစ်ပါတယ်။ဦးဆိုင်လင်းရဲ့ဇနီးဟာကိုကန့်တဲ့ MNDA တီထောင်သူဦးဖုံချောင်းရှင်ရဲ့သမီးဖြစ်ပါတယ်။2009ခုနှစ်မှာတော့စစ်တပ်ကဦးဖုံချောင်းရှင်ကိုဖမ်းဆီးချိန်မှာရောက်ကမဖြစ်သူကိုဦးဆိုင်လင်းကသူ့ရဲ့နေမြေထဲမှာခိုးလုံခွင့်ပေးခဲ့ပါတယ်။ဦးဆိုင်လင်းတီထောင်နဲ့ NDA ဟာဘာကာပါကနေခွဲထွက်ပြီးနှစ်လအကြာမှာပဲစစ်အစိုးရရဲ့အပြစ်ရက်ပြီးရခိုင်ဘာကာပါရဲ့စစ်ဒေသ815ရဲ့နေမြေဖြစ်တဲ့ရှမ်းပြည်အရှေ့ပိုင်းကနန်ပန်စီလူနဲ့မိုင်းလာဒေသကိုစစ်အစိုးရကအထူးဒ ေတာလေးဖြစ်သတ်မှတ်ပေးပြီးအုပ်ချုပ်ခွင့်ပေးခဲ့တာပါ။အန်တီထိန်းချုပ်အုပ်ချုပ်နေတဲ့အထူးဒေတာလေးဟာတရုတ်နယ်စပ်နဲ့တိစပ်နေတဲ့ဒေတာလေးဖြစ်ပါတယ်။ NDA ဟာသူတို့နဲ့မဟာမိတ်ဆက်ဆံရေးရှိတဲ့ကိုကန့်တဲ့ MNDA ပါဝင်တဲ့တိတုံညာနေခွန်ဆက်ဆံရေးမှာတော့ဝင်ရောက်ပါဝင်တာဆွတ်ဖက်တာပြုလုပ်မှာမဟုတ်ဘူးလို့ကြေညာချက်ထုတ်ပြန်ပြီးအတည်ပြုခဲ့ပါတယ်။ပြီးခဲ့တဲ့နေ့ဩဂုတ်လ10ရက်နေ့က NDA တီထောင်သူဦးဆိုင်လင်းကွယ်လွန်သွားပြီးနောက်တားပြစ်သူဦးထိန်လင်းကဖခင်ရဲ့နေရာကိုဆက်ခံပြီးအဖွဲ့ကိုဆက်လက်ဦးဆောင်နေကြောင်းသိရှိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မင်းချန်နဲ့တဝဲမြို့နယ်ရှိစစ်တပ်စခန်းတချို့နဲ့ကင်းလက်စစ်ကြောင်းများကိုတိုက်ခိုက်မှုစစ်သားတအူးသိမ်းဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မန္တလေးတိုင်းမြင်းချံမြို့နယ်စိတ်ညံရီတင်ယုံမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်သားများကိုဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်ရာစစ်သားတဦးသေဆုံးခဲ့ကြောင်းရေစကြိုတပ်ပေါင်းစုကသတင်းထုတ်ပြန်ပါတယ်။ရှမန်နီမေလ25ရက်နေ့မြင်းချံမြို့နယ်စိတ်ညံရီတင်ယုံမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုရေစကြိုတပ်ပေါင်းစုဒရုန်းတပ်ဖွဲ့ကဘုံကိုလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။ရင်းတိုက်ခိုက်မှုအတွင်မှာအကြမ်းဖက်စစ်ကောင်စီဘက်မှစစ်သားတဦးသေဆုံးခဲ့ပြီးတောင်းလန်ရေး ရဲဘော်များအထူးကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါသည် အလာတူတနင်္သာရီတိုင်းတဝဲမျိုးအိမ်ရှိပြင်ရက်ွက်လမ်းဆောင်မှာအစင်းရင်လိုက်စစ်နေတဲ့အကျန်းဖက်စစ်ကောင်စီတပ်သားများကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းတဝဲ Defendim DDD မှတာဝန်ရှိသူတို့ကသတင်းဌာနထံသို့ပြောဆိုကြောင်း သိရှိရပါသည်။မေလ23ရက်နေ့ညပိုင်းတဝဲမျိုးအိမ်ရှိပြင်ရက်ွက်လမ်းဆောင်မှာအစင်းရင်လိုက်စစ်နေတဲ့အကျန်းဖက်စစ်ကောင်စီတပ်သားများကိုတဝဲ DDD တပ်ဖွဲ့မှဒေါ်လာရေးရဲဘော်များကမိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်းရင်းတိုက်ခိုက်မှုအတွင်အကျန်းဖက် န်စစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးမှုအရေအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးပေဒေါ်လန်ရေးရဲဘော်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါသည်စကားတွေဘက်ကတော့တေတာမရှိပါဘူး။အစင်းလိုက်စစ်နေတဲ့ရန်သူတွေကိုထိတ်လန့်မှုဖြစ်အောင်သာမလန်းမကန်ကနေမိုင်းခွဲခဲ့တာဖြစ်ပါတယ်။အစင်းရင်လိုက်စစ်နေတာရန်သူ20လောက်ရှိမယ်။ခံမှန်းချေပါဟုဒဝေဒက်ဖန့်တင်း DDD မှတာဝန်ရှိသူတို့ကပြောဆိုကြောင်းသိရှိရပါတယ်။